ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ promo diamond တွေကိုဘယ်မှာသုံးသင့်လဲဆိုတာကို toki ဖုတ်သွားမှာပဲဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရဲဆိုရင် video လေးကိုဆောင်းကြည့်ဖို့ပြောချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားကြဖို့တော့ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင် video လေးကိုဆက်လိုက်ကြရအောင် promo diamond ကြောင်းလေးကိုမပြောခင်မှာကျွန်တော်ဒါလေးကိုအရင်ဆုံးပြချင်ပါတယ်ဒါလေးကတော့ကျွန်တော် keyword ဖောက်တော့အပင်ကို6ခါတိလိုက်လိုက်ရတယ်ပြီးတော့ကိုနေပြရစကင်ရသွားတဲ့ဟာလေးပဲဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့ကျွန်တော်ကို comment ထဲမှာဝင်ပြီးတော့လောင်းရပြီးပဲဖြစ်ပါတယ်ကျွန်တော် 6ခါလေးလိုက်ပြီးတော့မှကိုနီရပဲပေါက်တယ်တော့ပြတို့ကျွန်တော်ကွန်မန့်ထဲမှာဝင်လောင်းလို့ရပြီပဲဖြစ်ပါတယ်မပြောလဲလောင်းမှတည်တယ်တို့ပြောလိုက်ပါတယ်လောင်းလို့ရပါပြီကဲဒါဆိုရင်ပရိုမိုဒိုင်းမွန်းကြောင်းလေးကိုစလိုက်ရအောင်ပရိုမိုဒိုင်းမွန်းတွေကိုဘယ်မှာသုံးရမလဲဆိုတော့မပြောခင်မှာဘယ်မှာသုံးလို့ရလဲဆိုတော့အရင်ဆုံးပြောပြပေးပါမယ်ပရိုမိုဒိုင်းမွန်းတွေကိုသုံးလို့ရတဲ့နေရာတွေအများကြီးရှိပါတယ်ဒီတစ်ခေါက်မှာဆိုရင်ဆယ်လီနာရဲ့ဇင်းနစ်စကင်မှာလည်းသုံးလို့ရမယ်ပြီးတော့ Alpha Legends စကင်မှာလည်းသုံးလို့ရမယ်ပြီးတော့စကင်ရဲ့ဝက်လို့ရမယ် record တွေလည်းဖောက်လို့ရမယ် အဲ့တော့ဘယ်မှာတောင်းတင်းနေဆိုတာကိုစပြီးတော့ပြောလိုက်ကြရအောင်အဲ bro အနေနဲ့ပတ်စံမလိုက်နိုင်ဘူးဆိုရင်တော့ skin တစ်ကောင်အောင်မေး skin ကောင်းကောင်းလေးတစ်ကောင်အောင်မေးယူလိုက်ဖို့ကျွန်တော်ကတော့ပြောချင်ပါတယ် bro အနေနဲ့ကဲလို့ပတ်စံလိုက်နိုင်တယ်ဆိုရင်တော့ Selina Zen နဲ့ Alpha Legend skin တို့မှာတောင်းဖို့အတွက်ကိုအကြံပေးချင်ပါတယ်တခုတတိထားမှာတော့ bro အနေနဲ့ record လုံးဝတောင်းမဖောက်ဖို့အတွက်ကိုပြောချင်ပါတယ် bro အနေနဲ့နှစ်တိုင်း record ကြီးကိုပတ်စံနေတောင်းပြီးတော့ record မရတာကြီးကတော့ တော်တော်လေးဟိုမှာအဆင်မပြေပါဘူးအဲ့တော့ bro အနေနဲ့ record တော့လုံးဝဖင်သွားမရဘူးတော့ကိုပြောချင်ပါတယ်ကဲဒါဆိုရင်တော့ Selina Zinni နဲ့ Alpha Legends Game ပဲ event မှာ diamond ကို၃၀လဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ်ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်တော့ Selina Zinni skin မှာထက် Alpha Legends event မှာ diamond ၃တာပို့ပြီးတော့တံတံမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဘာလို့လဲဆိုတော့ Selina Zinni skin ကအဲ့လောက်လဲ effect တွေကမလှဘူးပြီးတော့ diamond နေတဲ့၃ရာကျင်အတူတူလောက်ဖွဲ့တော့ဖြစ်တယ် အဲ့တော့ bro အနေနဲ့ Selina စင်းနဲ့ skin နဲ့ဆိုင်တော့ Alpha Legend skin မှာတောင်းမယ်ဆိုရင် skin တွေကလည်းအများကြီးရွေးလို့ရမယ် bro ကြိုက်တဲ့ skin တစ်ကောင်ရွေးပြီးတော့ဝယ်လို့ရမယ်ဗျာပြီးတော့အဲ့ဒီ skin တွေကလည်းမိုက်တယ်ချောင်းစတန်း skin လို့ဘာလို့တော့ပြန်ပါလာလဲဆိုတော့ Alpha Legend event မှာပဲတောင်းဖို့တော့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့ bro သဘောပါမတောင်းညင်လိုက်ရပါတယ် bro အနေနဲ့ Selina စင်းနဲ့မှာပဲတောင်းညင်နေဆိုရင်တော့ဒီနေ့ညနေ2နာရီကျော်ဆိုတာ ਨੇ free token ရောက်လာတော့မှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်စီမှာ diamond တွေပါတယ်လဲလာဝယ်လို့ရပါတယ်ဘရိုအနေနဲ့ diamond ကိုဈေးသက်သာဆုံးနဲ့ယုံကြည်စိတ်ချစွာဘယ်မှာဝယ်ရမလဲမသိဘူးဆိုရင်တော့ကျွန်တော်ရဲ့ channel လေးမှာဈေးသက်သက်သာသာနဲ့ယုံကြည်စိတ်ချစွာဝယ်ယူလို့ရပါပြီကျွန်တော်ကိုယ်တိုင်ရောင်းမိတာဖြစ်တဲ့အတွက်ဘရိုကိုအမခံချက်ပေးပါတယ်ဘရိုအနေနဲ့ event တွေမှာ diamond ကိုမသုံးညင်ဘူး skin ဝယ်ဖို့ပဲ diamond ကိုသုံးညင်တယ်ဆိုရင်တော့ကျွန်တော်နောက် video တွေမှာဘယ် skin ဝယ်သင့်တယ်ဆိုတာကိုကျွန်တော်အကြံပေးပါအောင်မယ်အဲ့တော့ bro အနေနဲ့ subscribe လုပ်ပြီးတော့ကျွန်တော် channel လေးကိုစောင့်ကြည့်ဖို့အတွက်ကိုပြောချင်ပါတယ်အဲ့တော့ bro အနေနဲ့ရောဗမာတွေ ဒရုန်းကိုဒိုင်းမွန်ကိုတောင်းမလဲဆိုတာကိုကွန်မန့်ဒီမှာရေးခဲ့ကြပါအောင်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုတွေကတော့ဒီနေ့တော့ဒီတော့ပါပဲအဆုံးထိကြည့်ပေးတဲ့ကြောင့်ရှင်းပြအောင်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်လက်ဆုံးထိကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်